မင်္ဂလာပါခင်ဗျာမြန်မာပြည်သူတိုင်းရင်းသားများအားလုံးအချင်းချင်းအပြန်အလှန်နားလည်မှုများနဲ့အတူစစ်မှန်သော နိုင်ငံရေးလူမှုရေးစီးပွားရေးဘဝများမြန်မာတိုးတက်နိုင်ခြင်းများနဲ့ပြီးပြည့်စုံကြပါစေကြောင်းဆုတောင်းမေတ္တာပို့တတ်အပ်ပါတယ်ခင်ဗျာကျွန်တော်ကတော့အင်းမျိုးသားဖွဲ့ချုပ်ပါတီရဲ့ဗဟိုလုံမှုဆောင်ကော်မတီဝင်ဦးကြည်လွင် ဖြစ်ပါတယ်အင်းမျိုးသားဖွဲ့ချုပ်ပါတီကို2023ခုနှစ် မေလ16ရက်နေ့မှာစတင်သူထောင်ခဲ့ပြီးနိုင်ငံရေးပါတီမပုံတင်အမတ်ကတော့15ဖြစ်ပါတယ်ကျွန်တော်တို့ပါတီဟာကျွန်တော်တို့တေတာနဲ့ဒိုင်းရင်သားလူမျိုးများရဲ့လိုအပ်ချက်အရပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်အဓိကရည်ရွယ်ချက်ကတော့ဒေတာသွင်းမှာနေထိုင်ကြတဲ့ညီကိုဒိုင်းရင်သားများကြားမှာအပြန်အလှန်နားလေတတ်လေးစားတတ်တဲ့စိတ်တတ်တွေနဲ့တူးချင်းတူးချင်းအလိုက်စိတ်တတ်အရေးအသွေးစွန်းရည်တွေမြင့်တက်လာစေဖို့ဖြစ်ပါတယ် အဲ့ဒီလိုမြင့်တက်လာတဲ့ဇွန်ရီတွေအရေရှင်းတွေနဲ့မြန်မာတနိုင်ငံလုံးကလိုလားဖော်ဆောင်ကြိုးစားနေတဲ့နိုင်ငံတော်ပတ်စုံပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖော်ဆောင်မြင့်လုပ်ငန်းစဉ်တရလုံးမှာထဲထဲဝင်ဝင်ပါဝင်ပြီးတော့အောင်မြင်အောင်ပေးဆက်ဆောင်ရွက်သွားရှင်တဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်ကျွန်တော်တို့အင်းအမျိုးသားအဖွဲ့ချုပ်ပါတီဖွဲ့စည်းတည်ထောင်ရရှင်ရဲ့အဓိကရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံမြန်မာနိုင်ငံရေးစင်မြင့်မှာကျွန်တော်တို့အင်းသားလူမျိုးများရဲ့ နိုင်ငံရေးအရနေရာကလေးတစ်ခုရရှိနိုင်ရေးပဲဖြစ်ပါတယ်တမိန်ကြောင်းရကြည့်ရင်ပြည်ထောင်စုတိဆောက်ရေးရဲ့အဓိကအုတ်မြစ်ဖြစ်တဲ့ပင်လုံစာ၆ဖြစ်မြောက်ရေးအတွက်ကျွန်တော်တို့အင်းသားလူမျိုးခေါင်းဆောင်တွေရဲ့ဥဆောင်ပါဝင်မှုအခမ်းကဏ္ဍဟာထင်ထင်ရှားရှားပဲဖြစ်ခဲ့ပါတယ်။သို့တော်2015ခုနှစ်အထွေထွေရွေးကောက်ပွဲမှာကျွန်တော်တို့အင်းသားလူမျိုးစုကိုကိုစားပြုတဲ့ပါတီဟာကိုယ်စားလှယ်တွေရွေးချယ်တင်မြောက်ခြင်းမခံရသည့်အတွက် ဒီကာလအတွင်းမှာကျင်းပတဲ့27ရာစုဘင်းလုံးကြီးလာခံ3ကြိမ်ကျင်းပခဲ့တော့လဲကျွန်တော်တို့အင်းသားလူမျိုးကူစားပြုတဲ့ဘာဒီအနေနဲ့ရောအင်းသားလူမျိုးစုအနေနဲ့ရောတဲရောက်ရန်ဖိုက်ကြားခြင်းမခံရတဲ့အတွက်ဒီအရေးကြီးတဲ့ညီလာခံမှာကျွန်တော်တို့အင်းသားလူမျိုးစုအနေနဲ့ပါဝင်ဆွေးနွေးတင်ပြခွင့်ဆုံးချုံခဲ့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့အင်းသားလူမျိုးစုအနေနဲ့2025ရွေးကောက်ပွဲအလွန်ကာလနိုင်ငံတော်အဆင့်ဆွေးနွေးပွဲညီလာခံတွေမှာပါဝင်နိုင်ရေးအတွက် ျွန်တော်တို့ AM မျိုးသားအဖွဲ့ချုပ်ပါတီကလွတ်တော်ကိုယ်စားလှယ်တွေကိုထောက်ခံရွေးချယ်ပေးဖို့မလွဲမသွေလိုအပ်နေပါပြီလွတ်တော်ကိုယ်စားလှယ်နေရာများရမှတာလင်ကျွန်တော်တို့အင်းသားလူမျိုးတို့ကလည်းအခြားလူမျိုးများနဲ့အတူတန်းသူရည်သူအဖြစ်နိုင်ငံအကျိုးဒေသအကျိုးလူမျိုးအကျိုးများကိုပါဝင်ဆောင်ရွက်သွားနိုင်မှာဖြစ်တဲ့အတွက်အလေးအနက်ထားပြီးစဉ်စားဆုံးဖြတ်ပေးကြပါလို့တိတ်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျာ။ အင်းမျိုးသားအဖွဲ့ချုပ်ပါတီရဲ့ရည်ရွယ်ချက်များကတော့ပါတီဆုံးဒီမိုကရေစီစနစ်နဲ့အညီအင်းတိုင်းရင်းသားလူမျိုးများအနေဖြင့်ပြည်ထောင်စုနဲ့ပြည်내တိုင်းရင်းသားများနဲ့အတူလက်တွဲပါဝင်ဆောင်ရွက်နိုင်ခွင့်ရရှိရေးအင်းသားတိုင်းရင်းသားများနဲ့ညီနောင်တိုင်းရင်းသားများအားလုံးဤစာပေယဉ်ကျေးမှုဒလိသုံးတန်းစင်လာလူမှုစည်းပွားရေးပွားများစောင့်ရှောက်ထိန်းသိမ်းရနဲ့ဒိုးတက်မြင့်မားလာစေရန်ဥဆောင်ဆောင်ရွက်နိုင်ရန်အင်းလေးကံကြီးသာဝရတီတန့်ခိုင်မြဲစေရေးအတွက် အစွမ်းကုန်ဂျိုးပန်းဆောင်ရွက်သွားနိုင်ရေးပြည်ထောင်စုတစ်ခုလုံးတပြည်းညီစည်းလုံးညီညွတ်ဖွံ့ဖြိုးတိုးတက်စေရတဲ့အခြားပြည်ထောင်စုဒရင်သားအားလုံးနဲ့ပူးပေါင်းပါဝင်လှုပ်ရှားသွားနိုင်ရေးတို့ဖြစ်ပါတယ်ကျွန်တော်တို့ပါတီဟာအင်းသားများတစုတဝေးသေးနေထိုင်သည့်အင်းလေးကန်တဝိတ်ကိုအခြေတည်ပြီးအတူနေချမ်းပအိုးတောင်ယိုးတနုကယံပမာစားရတွေအားလုံးစုပေါင်းပါဝင်မှာဖြစ်သည့်အတွက်အင်းအမျိုးသားအဖွဲ့ချုပ်လို့အမည်မေ့တာဖြစ်ပါတယ် အဲ့ဒီလိုဖွဲ့စည်းထားတဲ့အတွက်ဒေတာတစ်ခုလုံးနေပယ်အားလုံးလူမျိုးအားလုံးရဲ့အခက်အခဲလိုအပ်ချက်စားတာတွေကိုပြည့်ပြည့်စုံစုံအသေးစိတ်နားလည်သိရှိမှဖြစ်ပြီးတော့အားလုံးစုပေါင်းအပြေရှာသည့်နီလန်းကိုအတုံးပြုဝေဖန်သုံးသပ်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်ထီရောက်အောင်မြင်သည့်ဆောင်ရွက်ချက်တွေဖြစ်မယ်လို့အလေးနဲ့ယုံကြည်ပါတယ်အထူးသဖြင့်ကျွန်တော်တို့အင်းသားလူမျိုးဟာ လက်ရှိအခြေအနေအရကိုပိန်အုပ်ချုပ်ခွင့်ရဒိန်ရင်သားလူမျိုးများနဲ့လူဦးရေနေရာအကျယ်ဝန်းများဟာ အတူတူလောက်ပဲဆိုပေမဲ့ကျွန်တော်တို့လူမျိုးကတော့ကိုပိန်အုပ်ချုပ်ခွင့်မရခဲ့သည့်အတွက်ဒေတာခံများအတွက်ဘတ်ဂျက်ဖွင့်ဖြိုးရေးလုပ်ငန်းများမှာအားနည်းခဲ့ရသလိုကလေးများရဲ့ပညာသင်ကြားရေးဆိုင်ရာမှာလည်းအခွင့်အရေးတွေဆုံးချုံခဲ့ရပါတယ်။ဥပမာအဖြစ်နေစွန်ဒေတာဘင်ကိုထူးချွန်မှုနဲ့တက်ကရိုဝင်တန်းကိုဘာသာစုံကုံထူးနဲ့အောင်မြင်ခဲ့တော်လဲအမအနေငယ်လိုတာနဲ့အစင်းမြတ်တက်ကတော်ကိုတက်ရောက်တက်ခွင့်မရတဲ့ဆုံးချုံမှုတွေရှိပါတယ်။ ကျွန်တော်တို့ပါတီအနေဖြင့်နိုင်ငံတော်နဲ့ဒိုင်းရင်သားပြည်သူတရားလုံးဤမျက်မှောက်နဲ့ရေချေဖွင့်ဖြိုးတိုးတက်ရေးအတွက်ဥဆောင်ဆောင်ရွက်ပေးနိုင်မည်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအမျိုးသားစည်းလုံးညီညွတ်ရေးတောင်ပေါ်မြေပြတ်ဒိုင်းရင်သားများတန်းတူညီမျှဖွင့်ဖြိုးတိုးတက်ရေးနိုင်ငံသားများခံစားရရှိသင့်သည့်နိုင်ငံသားအခွင့်အရေးလူအခွင့်အရေးများကိုနိုင်ငံတော်ဝန်လုံးရှိ တရင်သားပြည်သူတရလုံးနဲ့အတူလက်တွဲဖော်ဆောင်သွားဖို့အလေးအနက်ရည်မှန်းထားရှိပါတယ်။ဒေတာတွင်းရှိလူငယ်များဟာလည်းခေပညာတပွဲရတွေဘုံမှုများပြားလာသလိုသူတို့ရဲ့အလောက်အကင် အခွင့်လန်းတွေဟာလည်းကြီးမားတဲ့စိန်ခုံမှုတွေဖြစ်နေပါတယ်။ဒါတွေကိုဖြည့်ရှင်းနိုင်ဖို့အလေးထားဆောင်ရွက်သွားရှင်တဲ့အပြင် လူငယ်တွေကိုတမိုင်းအစဉ်လာနဲ့လက်ရှိဘဝဖြစ်စဉ်တွေကိုအပြန်အလှန်သုံးသပ်တွေးခေါ်စဉ်းစားပြီး အခက်အခဲတွေကိုကြမ်းကြမ်းခံဖြတ်ကျော်ကျော်လွှားနိုင်တဲ့ဘဝပညာများကိုလည်းလေးလာသင်ယူနိုင်အောင်ဆောင်ရွက်ချင်ပါတယ်။အင်တာတရင်သားများဟာအင်းလေးကံအတွင်းနဲ့ဆက်ဆက်နေရများမှာနေထိုင်ကြပါတယ်။အားလုံးတည်ပြီးဖြစ်တဲ့အတိုင်းအင်းလေးကံကြီးဟာရေခမ်း၆လချင်းနဲ့အတူယူရင်းပြည့်စုံမှုတွေဟာပူပြီးဆိုးဝါးလာနေပါတယ်။အဲ့ဒီဆိုးဝါးတဲ့အခြေအနေဟာဌာနေတရင်သားများရဲ့လူမှုစီးပွားရေးကိုအထူးထိခိုက်နေနိုင်စေပါတယ်။ 2024ခုနှစ်ရဲ့ဇိုဝါလာတော့ရည်ကြီးနှမြောက်မှု2025ရဲ့ငလင်ပေးတံရည်ကြီးနှမြောက်မှုပေးတံစားရတွေဟာကျွန်တော်တို့အင်တာများရဲ့အင်းလေးကံနဲ့ပွားများကိုပေါင်းစုကာကွယ်နိုင်ရေးအတွက်အရေးကြီးတဲ့တဘာဝရဲ့အချက်ပေးတံတွေအဖြစ်မြင်နိုင်ပါတယ်အင်းလေးကံထိုင်းသိမ်းရေးဟာလည်းကျွန်တော်တို့ရဲ့တာဝန်ဖြစ်သည့်အတွက်အင်းလေးကံထိုင်းသိမ်းရေးနဲ့ပြည်သူများရဲ့လူမှုစီးပွားရေးမြင့်တင်ရေးကိုဟန်ချက်ညီညီဖြစ်ထွန်းစေဖို့ဆက်ဆက် ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်တို့အင်းလေးဒေတာအင်းလေးကံရဲ့ထူးခြားတဲ့မြေပြင်အနေအထားအရကြီးရွာများနေအိမ်များကျောမျိုးစိတ်ခင်းများဟာရေပေါ်မှာတည်ရှိနေပြီးတစုံတရာသော အမခံချက်များမရှိခဲ့ပါဘူးအဲ့ဒီအတွက်နိုင်ငံတော်မှဥပဒေနဲ့အညီတရားဝင်အတိအမှတ်ပြုမှုနဲ့အတူအမခံချက်များရရှိနိုင်ရေးအတွက်ကျွန်တော်တို့ပါတီကဦးဆောင်ညှိနှိုင်းကပေါင်းစပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ် လက်ရှိအခြေအနေမှာလဲ UNESCO ကလူသားနဲ့ဇီဝအဝန်းအမြေ Man and Biosphere Reserve အဖြစ်အတိအမှတ်ပြုပြီးဖြစ်သည့်အတွက်အင်းလီကန်ထိုင်းသိမ်းရေးနဲ့ဒေသခံများရဲ့အကျိုးစီးပွားဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်လာစေရေးဟာအဓိကအကြောင်းအရင်းတစ်ခုဖြစ်ကြောင်းယုံကြည်တဲ့အတွက်ဖြစ်ပါတယ်။အဲ့ဒီလိုအင်းလီကန်ထိုင်းသိမ်းရေးနဲ့ဒေသခံပြည်သူများရဲ့အကျိုးစီးပွားဖြစ်ထွန်းမှုကိုဟန်ချက်ညီဖို့အတွက်လမ်းပန်းဆက်သွယ်ရေး ဂုံစီစီစင်းရေးများအပြင် လေယာဉ်နဲ့အင်းလေးဒေတာရဲ့အထူးစိုက်ပျိုးသီးနှံဖြစ်တဲ့ခရမ်းချင်းစိုက်ပျိုးထုတ်လုပ်မှုကိုယုံညီသောနီလန်းတွက်ချေကြိုက်သောစနစ်များကိုပြုပြင်ဖော်ဆောင်နိုင်ဖို့အတွက်ပေါင်းစပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ထို့သောဆောင်ရွက်နိုင်ရေးအတွက်မိမိတို့ဒေတာခံများအနေဖြင့်တရားဥပဒေစည်းမျဉ်းစည်းကမ်းများကို လိုက်နာရှင်းမိမိတို့အင်းလေးကံကြီးအတွက်မိမိတို့ဤစိတ်တစည်းကံခွန်အားအတ္တိတရားတို့ကိုမလွဲမသွေအပြည့်အဝ ပေးဆက်ဆောင်ရွက်ရမည်ဟု အလေးအနက်ယုံကြည်ပါသည်။ထို့အပြင်ကမ္ဘာယာတီဥတုပြောင်းလဲမှုကြောင့်ပျက်စီးယူရင်းမှုတန်ကိုအချိန်မီ ကုစားနိုင်ရန်အတွက်ပြည်ထောင်စုအဆင့်ဒီနယ်အဆင့်တာဝန်ရှိအဖွဲ့အစည်းအသီးသီးဌာနဆိုင်ရာအသီးသီးနိုင်ငံတကာအဖွဲ့အစည်းအသီးသီးတို့၏ဝိုင်းဝန်းကူညီမှုရရှိရေးနှင့်ရရှိသည့်အကူအညီများကိုဒေသဆိုင်ရာ လူ့အဖွဲ့အစည်းများပညာရှင်အဖွဲ့အစည်းများကထီရောက်စွာအသုံးပြုနေရေး မိမိတို့ပါတီဝင်များအလုံးကဥဆောင်ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ထို့ကဲ့သို့ဆောင်ရွက်မှုများမှာအင်းသားကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်ဆောင်ရွက်နိုင်လင်ပုံမထီရောက်စွာဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ယုံကြည်ပါတယ်။ဒါကြောင့်အင်းသားကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်နိုင်ရေးအတွက်လိုအပ်သောဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုဥပဒေနဲ့အညီတင်ပြညှိနှိုင်းစ조사ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒါအပြင်အင်းလေးဒေသဟာမြန်မာနိုင်ငံအတွက်အရေးပါတဲ့ ခရီးသွားဒေသဖြစ်သည့်အပြင်ကဘာဝအခြေအနေရကဘာကျော်ဒေသဖြစ်သည့်နှင့်အညီနိုင်ငံတော်အတွက်နိုင်ငံဆိုင်ဝင်မွေအကောင်းဆုံးရရှိဖို့နှင့်ဒေသခံမိမိတို့ဒရင်သားများကလည်းခရီးသွားလုပ်ငန်းကိုအမိပြုပြီးဝင်မွေတိုးတက်လာစေဖို့အတွက်အထူးအလေးပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒရင်သားပြည်သူအပေါင်းတို့ခမညာကျွန်တော်တို့အနေဖြင့်ခံစားမိသူလူအများကအရေးအသွေးပြည့်ပြည့်စိတ်တတ်မြင့်မြင့်မာမာနဲ့လူမျိုးဒေသ ပြည်နယ်နဲ့နိုင်ငံတော်အကျိုးကိုဝိုင်းဝန်းပါဝင် ဆောင်ရွက်နိုင်မည့်အစီအစဉ်နဲ့လုပ်ငန်းများဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်ယုံကြည်စွာအားပေးရှိမြောက်ကြလိုက်မည်ဟု လေးစားစွာယုံကြည်မိပါကြောင်းတင်ပြရင်းအဆုံးတက်ပြစေပါခင်ဗျာကရဝိုက်ကူလာဝော့နော်အဝါအဝိုင်းကိုအင်းစားတိုင်းမဲပေးကြနော်အဝါအဝိုင်းနော်အဝါအဝိုင်းကရဝိုက်ကြီးလာပါပြီအဝါရောင်အဝိုင်းကိုအင်းသားတိုင်းမဲပေးကြနော် awa away no awa away ဖေးလျှောက်ပါသည်ဒါမီလာရင်းနာကစီတော့ချိန်မီချိန်မီလန်ကြချပါစို့တော့အင်းလေးကကြည့်ပျောက်ပြင်းအောင်အစားတို့ရဲ့တာဝန်ပဲမို့ Yes it is a sibo ye chekai ma sibo in body go maybe ja ba so ရှိခန္ဓာတို့အစားတွေဝတ်စားပေးမပူဆောင်ပြီးတော့လက်ပြမှာဒီဒီချာချာစိတ်ပြိုးစေဖို့ဘိဘာဒီကို maybe ချာဆုံးဒီဘာဒီကို maybe ချာဆုံးအစူအစားလူခင်ညာဥဆောင်ပြုမင်းဘာဒီမြို့တိုင်းလက်မနေမြင့်တင်ပင်းနေဘာဒီစီလုံးအင်းအရှိကထာညီညွတ်စေမင်းဘာဒီတို့ရာပြေးပြေးချမ်းမာရင်ဆောင်ဖို့ပြုမင်းဘာဒီတို့အစားတွေညီစေဖို့ဘာဒီကို maybe လူပြင်မို့ပြင်ပါဒီကိုမဲ့ပြီးစိုးပြင်မျိုးတော့ဘွယ်ချုပ်ပါသည်ပြင်မျိုးတော့ဘွယ်ချုပ်ပါသည်ပြင်မျိုးတော့ဘွယ်ချုပ်ပါသည်